တငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဝက်ဥကင်လေးကင်စားကြမယ်အရန်ကိုစားလို့ကောင်းပါနဲ့နော်အရန်လဲမှုေးပါတယ်တငယ်ချင်းတို့ဒီရန်နေနေတိုင်းကင်ကြည့်ကြပါဦးနော်ကျွန်တော်ဒီမှာဝက်ဥလေးတွေကင်တဲ့အချိန်မှာမညီအောင်လှုပ်တဲ့နီလက်လေးကျွန်တော်ဒီမှာလှုပ်ပြတာပါတယ်လိုက်ပြီးတော့ကြပါဦးနော်ဒီမှာဝက်ဥလေးတွေကိုရေဆေးပါမယ်ပြီးရင်သူ့ထဲမှာစားလေးထည့်ပါမယ်စားနှစ်စုံလောက်ထည့်ပြီးတေချာလေးနနာလေးပေါ့နော်ဒီနေရာမှာညှစ်ပြီးတော့ဆေးပေးလိုက်ပါ ဆေးပေးပြီးဆိုရင်ရေလေးနဲ့တစ်ပြက်နှစ်ပြက်လောက်ဆေးပေးလိုက်ပါဦးနော်ဆေးပေးပြီးဆိုရင်ဒီဝက်အုပ်ထဲမှာရှိတဲ့ဒီအပေါက်ထဲမှာကျွန်တော်တို့ရေလေးတွေထည့်ပါမယ်ရေပိုက်လေးဖြန့်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ဝက်အုပ်ထဲမှာရှိတဲ့အညစ်အကြေးလေးတွေကအားလုံးဆင်သွားမှာဖြစ်ပါတယ်ဒီနေရာမှာရေဆေးတဲ့အချိန်မှာပေါ့နော်ဒီဝက်ဥထဲမှာရေဆေးတဲ့အချိန်မှာနှစ်ပြန်လောက်ဆေးပေးပါဒါကတော့ဝက်ဥမုတ်ဖြစ်ပါတယ်ပဲ့မန်းလို့လည်းသူတို့ခေါ်ပါတယ်နော်သူ့ကိုဒီနေရာမှာထည့်ပါမယ် ဘယ်အသားငားမဆိုပဲ့မှန်တဲ့ဆေးပြေးခြင်းအဖြစ်ကလောဝညှိနှံမရပါဘူးเนาะဒီလိုမျိုးဝါဥမုံနဲ့ဆေးပြေးခြင်းအဖြစ်ကဘယ်အသားမဆိုဆေးပြေးပါတော့ဒါဆိုလို့စီရင်ညှိနှံလောဝမရပါဘူးเนาะဒီနေရာမှာနှစ်ပြန်သုံးပြန်လောက်သူ့ကိုဆေးပြေးလိုက်ပါဆေးပြေးပြီးသွားပြီ ဆိုလို့စီရင်ကျွန်တော်ဒီမှာစပလင်ရဲ့ဗဒဲကောရဲ့ထည့်ပါမယ်ပြီးရင်အစောကျွန်တော်တို့ဆေးထားတဲ့ဒီဝက်ဥလေးတွေကိုထည့်ပြီးတော့ပြုတ်ပေးလိုက်ပါเนาะမိနစ်40လောက်ဒီနေရာမှာပြုတ်ပေးလိုက်ပါ ျွန်တော်တို့ဒီမှာအချင်းရေလောက်ပါမယ်ထန်းချင်းအပြော့ထဲပါမယ်ပြီးရင်မကြီးမဲရေထဲပါမယ်မကြီးမဲရေကတော့ဒီနေရာမှာ၅ဇွန်6ဇွန်လောက်ထည့်ပေးပါပြီးရင်အရသာမုတ်လေးထည့်ပါမယ်ပြီးငံပြာရေထည့်ပါမယ်ငံပြာရေကတော့3-4ဇွန်လောက်ထည့်ပေးလိုက်ပါငံပြာရေဒီမှာထည့်ပေးပြီးဆိုရင်ရေနွေးထည့်ပါမယ်ရေနွေးကတော့ဒီနေရာမှာ2ဇွန်လောက်ထည့်ပေးလိုက်ပါနော်ထန်းချင်းအပြော့လေးတွေအားလုံးဒီနေရာမှာပြုံဝင်သွားရအောင်ရောပြီးတော့မွေပေးလိုက်ပါနော်မွေပေးပြီးပြီးဆိုရင်ကျွန်တော်ဒီနေရာမှာ တံမြာကြီးထည့်ပါမယ်တံမြာဒီတချံကြီးထည့်ပါမယ်ပြီးရင်ငရုတ်ဒီအကြက်မုတ်ထည့်မယ်ဆန်လာတောင်းထည့်ပါမယ်ရှားနန်းနန်ဒီမှာထည့်ပါမယ်နော်ပြီးရင်ကြက်တုံနီလေးမှာဒီမှာခပ်ပပါလေးလီးဒါတာလေးတွေကိုထည့်ပါမယ်အားလုံးဒီနေရာမှာမှုဝေးလိုက်ပါနော်ပြီးရင်အပေါ်ငံအရသာမြည်ကြည့်ကြည့်ပါနော်လုံးဝကွက်တိပါပဲနော်ဒီမှာမိနစ်40ရပြီပြီဆိုလို့ရှိရင်ဝက်ဥလေးတွေရတဲ့ဒီနေရာမှာနူးလာပါပြီနော်တို့ဒီနေရာမှာကက်ကြီးလေးနဲ့ညှက်ထားပေးလိုက်ပါ ဒါကတော့ကိုစားနိုင်တလောက်ပေါ့နော်ကိုတကယ်လို့ခက်ကြီးကြီးလေးစားမယ်ဆိုလို့ရှိရင်အဲ3-4ခါလောက်ပဲညှက်လိုက်ပါနော်တကယ်လို့ကိုကတေးသေးလေးစားမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ခါစားလောက်ညှက်ထားပါတယ်ပြီးရင်သူ့ထဲမှာထန်းချင်းအပြော့ထည့်ပါမယ်အရသာမဟုတ်လေးနေငယ်ထည့်မယ်ခယူးစီဒီမှာနှစ်ဇွန်းလောက်ထည့်ပါမယ်ဒါကတော့ကျွန်တော်တို့ဒီဝက်ဥထဲမှာကျွန်တော်တို့နှစ်ရင်အတွက်ဖြစ်ပါတယ်ပေးပဲငန့်ပြာကြီးအကျဲထည့်ပါမယ်ပဲငန့်ပြာကြီးအကျဲကျွန်တော်တို့မှာထည့်ပြီးပြီဆိုလို့ရှိရင်ပဲစီအပြစ်အမဲပါနော်သူ့ဒီနေရာမှာအနေငယ်ထည့်ပါမယ် ပြီးတော့နှုတ်စိန်ပါနော်နှုတ်စိန်ကတော့ဒီနေရာမှာ၃စုံလောက်ထည့်ပြီးအားလုံးကိုဒီနေရာမှာရောပြီးໝွေပေးလိုက်ပါနော်အားလုံးໝွေပေးပြီးပြီဆိုလို့ရှိရင်အစောကကျွန်တော်တို့ဝက်ဦးထဲမှာပြန်ပြီးတော့ထည့်ပေးလိုက်ပါပြီးလို့ရှိရင်အားလုံးကိုဒီနေရာမှာတစ်ခါပြန်ပြီးတော့ໝွေပေးပြီးမိနစ်20လောက်နှက်ထားပေးလိုက်ပါနော်ပြန်တော့ကျွန်တော်တို့ air fryer လေးနဲ့ခင်မှာဖြစ်ပါတယ်ဒါကတော့ကိုအဆင်ပြေတဲ့ဟာလေးနဲ့ခင်ပါနော်ခင်တဲ့ချိန်မှာကျွန်တော်ကမိနစ်20နဲ့160 degree centigrade ကိုကျွန်တော်အပူချိန်ထားထားပါတယ်မိနစ်20ခင်ပါမယ် တစ်ဖက်မင်း20ကင်ပြီးပြီဆိုရင်နောက်တစ်ဖက်ကိုလှန်ပြီးလိုက်ပါเนาะနောက်တစ်ဖက်ကိုလည်းကျွန်တော်မင်း20 160ဒီဂရီနဲ့ကျွန်တော်ပြန်ပြီးတော့ကင်ပါတယ်နှစ်ဖက်စလုံးနီးနီးရေးရေးလေးဖြစ်သွားပါတယ်เนาะဒီလိုမျိုးမင်း20 160ဒီဂရီနဲ့ကင်တယ်ဆိုလို့ရှိရင်လုံးဝနီးနီးရေးရေးလေးရလာပါပြီเนาะအရန်ကိုမှုမွေးကြကြိုင်လေးနဲ့စားလို့လည်းအရန်ကောင်းပါတယ်လှိုက်ပြီးတော့တငယ်ချင်းတို့ကင်စားကြည့်ကြပါဦးเนาะကျွန်တော်ရဲ့ FBKK Facebook Page မှာဟင်းချက်နီးလေးတွေတင်နန်းနာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တငယ်ချင်းလေးလာရောက်လေ့လာလို့ရပါတယ် နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်